ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည့်သက်တဲ့အောင်လည်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကြသည့်ကိုကြည့်ရမယ်ဆိုရင်တော့မင်းညာကပဲဥရောပဘောလုံးပြိုင်ပွဲရဲ့အဓိက major league ပွဲစဉ်ဒီအားလုံးပြီးဆုံးသွားပြီဖြစ်တယ်။ Premier League က Liverpool Champion ဖြစ်တယ်။ Manchester City, Arsenal, Chelsea, Newcastle တို့အားလုံး Champion League ဝင်ပြီး ထော့နာဟော့စ်ပါအသင်းရဲ့ယူရိုပါလီအောက်ပွဲကြောင့်ချန်ပီယံလိဂ်ကိုအင်္ဂလိပ်ကလပ်တွေက6သင်းထိဝင်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပြီးတော့အင်္ဂလိပ်ကလပ်တွေကဥရောပပွဲအများဆုံးပါဝင်ခွင့်ရမယ့်အသင်းဖြစ်မှတ်တမ်းဝင်ပြီးဖြစ်တယ်။ဒီချိန်ထဲမှာပဲအီတလီစီးရီးမှာဂျူဗန်တက်စ်ကအက်တလန်တာ အင်တီမီလန်နာပိုလီအသင်းတွေနဲ့ဒါချန်ပီယံလိအတူဝင်ခွင့်ရရှိခဲ့ပြီးတော့ပိုတူဂီဘက်မှာတော့စပိုတင်လစ်ပွန်အသင်းကဘန်ဖီကာကိုနောက်ကျချေပါကိုနဲ့ပိုတူဂီကက်မှာအချိန်ပိုထိရောက်သွားခဲ့ပြီးအချိန်ပိုမှာပဲနောက်ထပ်နှစ်ဂိုးသွင်းပြီးစပိုတင်ကဘန်ဖီကာကို၃ဂိုးတိုးနဲ့နိုင်သွားခဲ့တာပါဒီပွဲမှာဗစ်တာယူကရက် တကယ်ကိုဖိုးတန်တဲ့ခြေပါကိုထပ်သွင်းခဲ့ပြီးတော့ယူကရက်စ်ကဒီယာဒီမာကလပ်နဲ့လေဝဲစင်နှစ်သိန်းပေါင်းမှာဒါတွင်းကို80ကျော်ကိုပါဝင်ပတ်သက်ခဲ့တာလည်းဖြစ်တယ်။အဖက်မှာတော့အင်တမီလန်အသင်းရဲ့နီးပြစီမျိုးနီအင်ဇာဂီကတော့ယာတီကုံမှာအသင်းနဲ့လမ်းခွဲသွားဖို့ရှိတယ်။မီလန်31ရက်နေ့မှာပါရီစင်ဂျာမိန်နဲ့ဘိုင်းမြူနစ်ခွဲမှာချန်ပီယံလိဘူလူပွဲကစားရဖို့ရှိပေမဲ့ယာတီကုံမှာဆော်ဒီအာရေဗျကလပ်အယ်ဟလာကိုပြောင်းရွှေ့သွားနိုင်ဖို့ရှိကြောင်းနဲ့သူ့ကို စံချိန်တင်လောက်ခလာစာပေးတဲ့လာစာမျိုးနဲ့ဒါခေါ်ယူသွားဖို့ပြင်ဆင်တာဖြစ်တယ်။ Sorry Club အသင်းကအဟလာအနေနဲ့လက်ရှိမှာစီမျိုးနီအင်ဇာဂီကိုနှစ်နှစ်စာချုပ်အတွက်ယူရို48တန်းနဲ့ကမ်းလှမ်းထားတာလည်းဖြစ်တယ်။နာပိုလီအသင်းကစီးရီးချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးတဲ့နီးပြအန်တိုနီယိုကွန်တီကကလပ်အသင်းကနေထွက်ခွာမှာပါ။အသင်းပိုင်ရှင်ဖြစ်သူဩကရာဖြစ်သူနဲ့အဆင်မပြေလို့အန်တိုနီယိုကွန်တီကအင်ဂါနေပါပဲ။ နာပိုလီသိန်းနဲ့လမ်းခွဲဖို့ရှိပြီးဒီတရားမှာအရင်ဂျူဗန်တက်စ်ရဲ့နီပြာဟောင်းမတ်အလက်ဂရီနဲ့အစားထိုးဖို့နာပိုလီကလည်းကြိုးပမ်းနေရှိပါတယ်။ဘိုင်မြူနစ်အသင်းကတော့လာမယ့်ရာသီစူပါကပ်မှာစတူကတ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်တယ်။ဘိုင်အသင်းနီပြာ ဗင်စီကုမ္ပဏီကတော့သူတို့ရဲ့ခံစစ်ပိုင်းအတွက်ဘိုင်လီဘကူစီရဲ့အသိန်းကောင်းဆောင်ဂျွနတန်ထာကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူပြီး၃နှစ်စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။လီဘကူစင်ကတော့လစ်လက်သွားတဲ့အလွန်ဆိုနေရာမှာအဲရစ်တန်ဟာကိုခေါ်ဖို့သဘောတူညီမှုရရှိထားပြီး ဖြစ်ပါတယ်။အဲရစ်တန်ဟာကဘိုင်လီဘကူစင်အသိန်းနဲ့အတူ၂၀၂၉ခုနှစ်ထိ နှစ်နှစ်စာချုပ်ချုပ်ဆိုမှလည်းဖြစ်တယ်။ Real Madrid အသင်းကလည်း Javi Alonso ကိုဒီကနေ့တနင်္လာနေ့မှာပဲရောင်းဝယ်ကြေညာပါပြီ။ Javi Alonso ကို Madrid က2028ထိ3နှစ်စာချုပ်ချုပ်ဆိုတာဖြစ်ပြီး Liverpool နဲ့ Real Madrid အကြားမှာ Alonso အတွက်ရောကြီးငွေ Euro 12တန်းကနေ15တန်းထိပေးဖို့သဘောတူထားတာလည်းဖြစ်တယ်။ တစ်ဖက်မှာတော့ကီလီယန်အမ်ပပေးကတွင်ကို32ဂိုးနဲ့လာလီဂါရွှေဖက်နှက်စုကိုရရှိခဲ့သလိုတစ်ချိန်တည်းမှာပဲဥရောပရွှေဖက်နှက်စုကိုပါရရှိခဲ့တာလည်းဖြစ်ပါတယ်အမ်ပပေးကဒီယာတီပြိုင်ပွဲဆုံးမှာ43ဂိုးထိတွင်ယူခဲ့တာဖြစ်တယ် ရမတွေ့အသင်းကဘန်ဖီကာရဲ့ဘယ်နောက်ခံကစားမှာအေဗာရိုဖနန်တက်စ်ကာဆာရက်ကိုခေါ်ယူဖို့သဘောတူညီမှုရလို့နေပါဖြစ်နေပါပြီဒီကစားမကိုဒါလက်ရှိဘန်ဖီကာကရောချေးစာချုပ်တန်း90တပ်မှတ်ထားပေမဲ့ရမတွေ့အသင်းကတန်း30လောက်နဲ့ခေါ်ယူနိုင်ဖို့အနည်းဆက်ဆုံးရှိနေတာလည်းဖြစ်တယ် Robert Lewandowski ကလည်း Athletic Club ကိုနိုင်ရတဲ့ La Liga နောက်ဆုံးပွဲစဉ်မှာ Barcelona တို့နှစ်ကိုးသွင်းခဲ့ပါတယ်။အဲ့ဒီသွင်းကိုနှစ်ကိုးကြောင့် Barcelona ကစားမဘွားသွင်းကိုးတရာကျော်ရှိသွားခဲ့ပြီး ဘရီရှာတော့မန်ဘိုင်ယန်မြူးနစ်ဘာစလိုနာတို့၃သင်းမှာ twin goal တရာချိုစီ twin ပြီးတော့ချန်ပီယံလိမှာပါ twin goal တရာ twin ထားသူလည်းဖြစ်ပါတယ်ဘာစလိုနာအသင်းကအခုလောလောဆယ်အနေထားရစီနီယာကစားမတွေအများစုကလီဗာပူးရဲ့လူးအစ်ဒီယက်ကိုခေါ်ယူဖို့တောင်းဆိုထားကြတယ်။စပိန်လာလီဂါရဲ့နာမည်ကြီးချမ်းတဲ့ဖြစ်တဲ့အယ်လ်နာစီယိုနယ်ရဲ့ပေါ်ပြခြင်းရ လူးအစ်ဒီယက်ကိုလီဗာပူးကတတန်းတိုးဖို့ဂျိုးပန်နေသည့်တိုင်အောင်ဘာဆိုနာကခေါ်ယူဖို့ဂျိုးပန်ပြီးတော့မာကက်စ်ရက်ရှ်ဖို့ထက်စာရင် DS ကိုခေါ်ယူဖို့အသင်းတောင်းရှိသူတွေကိုကစားမတွေကတောင်းဆိုထားတယ်လို့ဆိုပါတယ်အတလတီကိုမတ်တွေ့ရဲ့ဝိုင်းရင်ကိုသမားရန်အော်ပလက်ကတော့လာလီကာရဲ့အကောင်းဆုံးကိုသမားအဖြစ်ဇာမူရာထရော်ဖီဆုကို6ကြိမ်မြောက်သူရရှိခဲ့တာပါ 2015-16-16-18-19-18-19နဲ့20-21-22-25ခုနှစ်မှာ6ကြိမ်ထိရရှိခဲ့တာဖြစ်တယ်။တစ်ဖက်မှာတော့စန်တလန်အသင်းကတန်းတက်လာတဲ့ပရီးမီယာလိဂ်ကိုရောက်လာတဲ့ဂျူပါလင်ကန်ရဲ့ညီဖြစ်တဲ့ဘယ်လင်ကန်ကိုဘရစ်ရှက်တော်မန်ကကမ်းလှမ်းထားပြီးဖြစ်တယ်။စန်တလန်ကတော့ဒီလူငယ်ကစားသမားလေးကိုအနည်းဆုံးတန်း30တက်မှတ်ထားပြီးတော့ဘရစ်ရှက်တော်မန်ကတန်း20လောက်နဲ့ခေါ်ဖို့စတင်ဂျူပါနေတာပါ။လီယိုမက်ဆီကဟိုတနေ့ကအင်တာပါယာဘ ီနဲ့ဖီလီတာဗီယာတို့ကစားခဲ့တဲ့ပွဲမှာလှလပပဖရီကစ်ကနေတွင်ကိုတကူတွင်ခဲ့တယ်။အဲ့ဒါကသူ့ရဲ့ကစားမပွားမှာဖရီကစ်ကနေ68ဂိုးမြောက်တွင်နိုင်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာတော့ဂျူနီညိုက89ဂိုးဖယ်လီကတွင်ကို80နဲ့ လီယိုမက်ဆီကတတိယမြောက်ဂိုးများဆုံးဖရီကစ်သွင်းထားသူဖြစ်မှတ်တမ်းဝင်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့နီးပြရူပင်အမ်ရွန်ကဒီယာဒီဟာသူတို့အနေနဲ့အဆိုးဝါးဆုံးအခြေအနေတွေကိုဖျက်ဆီးခဲ့တယ်သူစတင်ကင်တွေတဲ့ပထမဆုံး၃ပွဲမှာ၂ပွဲနိုင်တစ်ပွဲတေးကြပြီးတဲ့အချိန် ဆိုးဝါးတဲ့ယာတိတခုကိုဖျက်ဆီးရမှာဖြစ်ပြီးယာတိအကုန်မှာကောင်းမွန်တဲ့ရလက်တီနဲ့ပြန်လာမှာဖြစ်တယ်လို့ယာတိကုန်မှာပဲပြီးတဲ့တကိုအတီးပေးခဲ့တယ်။မန်ယူနိုက်တက်ကအခုလက်ဆော့ဆယ်မှာအာရှဒီတာကိုခြေဆမ်းပွဲကစားဖို့မင်းကြတဲ့ကထွက်ခွာခဲ့ပြီဖြစ်ပါတယ်။လာမယ့်မေ28ရက်နေ့မှာမလေးရှားနိုင်ငံမှာအာဆီယံစူပါစတာအသင်းနဲ့ကံမှာဖြစ်ပြီးမေ30ရက်နေ့မှာတော့ဟောင်ကောင်မှာကံမှာဖြစ်တဲ့ ိုက်ပွဲစဉ်တွေတော့ United ကပေါင်၈သန်းထိ Smart Dragon ရဲ့ဒီကြောင့်ရရှိပါလေဖြစ်တယ်။ Manchester United အသင်းက Bruno Fernandes အပါဝင်အဓိက major ကစားသမားတွေထွက်သွားနိုင်ပွဲရှိတယ်လို့သတင်းတက်လျက်ရှိတယ်။လက်ရှိမှာတော့ Guduma, Andre Onana, Joshua Sexy, Alejandro Garnacho, Jadon Sancho, Marcus Rashford, Anthony အပါဝင် Fernandez နဲ့ Sodi Clark တို့ရဲ့စိတ်ဝင်စားမှုကိုခံရရတာလည်းဖြစ်တယ်။ Manchester United အသင်းက Matthias Cunha ကိုအပိသက်ခေါ်လိုက်ပါပြီ။ Wolverhampton ရဲ့အသက်25နှစ်ရွယ်ရှိတဲ့ Brazil တိုက်စစ်မှုက Wolf နဲ့ရာသီပိတ်ပွဲစဉ်ပြီးတာနဲ့ Man United ကတရားဝင်ကြေညာခဲ့ပြီးပြောင်းရွှေ့ခြင်းပေါင်62.5တန်းရိုချီစာချုပ်နဲ့ အပူ၅တန်းထပ်ပေးဖို့သဘောတူခဲ့တာဖြစ်တယ်။ United ကဒီကစားမကို အပူ၅တန်း bonus ထပ်ပေးတဲ့အတွက်တခါတည်းပြောင်းရွှေ့ခြင်းအားလုံးကိုပေးစရာမလိုပဲ၃ရက်ခွဲပေးဖို့သဘောတူညီမှုရရှိခဲ့တာပါ။ မန်ယူနိုက်တက်ကဝါရင်ကိုသမားတွန်ဟီတန်ကိုတနစ်တတ်တန်းထပ်ထိုးခဲ့တာလည်းဖြစ်တယ်။လီဗာပူးအသင်းကမိုဟာမက်ဆာလတ်ကတော့သူပရီးမီးယားလိသမိုင်းတလျှောက်မှာတွင်ကိုရောဖန်တီးမှုရောပါအကောင်းဆုံးဆုရရှိခဲ့ပြီးဒီနှစ်တွင်မှာပဲနောက်ထပ်တစ်ချိန်ရရှိခဲ့ပါတယ်။ဒီအဒီမှာ2024-25အတွင်းပရီးမီးယားလိမှာတွင်ကို28ကိုဖန်တီးမှု18ချိန်ရပြီး ကိုများဆုံးသွေးရွှေဖနက်စုနဲ့ပလေးမေကာစုနှစ်စုလုံးကိုရခဲ့သလိုဆာလတ်က2021 22မှာလည်း23ကိုနဲ့73ကိုပြီးဒီစုနှစ်စုကိုတပြိုင်တည်းရရှိခဲ့ဖို့သူလည်းဖြစ်တယ်လီဗာပူးအသင်းကတော့ဘိုင်ယာလီဗာကူဆင်ရဲ့ကွင်းလေကစားမဖလော်ရီယန်ဗတ်ကိုပုတ်ကွေးဆိုင်ရာသဘောတူညီမှုရရှိထားပြီးဖြစ်ပေမဲ့ လောခလားစာကိုတပတ်ကို ပေါင်3သိန်း2000အထိကန်လန်ထားပြီးဖြစ်ပါတယ်။ဘိုင်ယားလီဗာကူစင်နဲ့လီဗာပူးကြားမှာပြောင်းရွှေ့ခြင်းကိုပဲနောက်ဆုံးအဆင့်ဆွေးနွေးနေတာလည်းဖြစ်တယ်။လီဗာပူးဟာတစ်ချိန်တည်းမှာပဲဘုံမောင်ရဲ့ဟန်ဂရီဘယ်နောက်ခံကစားမမီလော့စ်ခါကီကိုသဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ဒီကစားမကိုလီဗာပူးကတန်း40နဲ့ပြောင်းရွှေ့ခြင်းကန်လန်ထားပြီး ဘုံမောက်ကသူတို့ကစားမအတွက်တန်း90သတ်မှတ်ထားတာလည်းဖြစ်တယ်။အာစနယ်သင်းရဲ့ကိုယ်သမားဒါဗစ်ရိုင်ယာကမင်းကြီးကကစားခဲ့တဲ့ပွဲအပြီးမှာကလင်းရှိ73ပွဲနဲ့အတူ Golden Glove လို့ခေါ်တဲ့ရွှေလက်အိတ်ဆုကိုနှစ်နှစ်ဆက်တိုက်ရခဲ့ပါတယ်။အာစနယ်ကိုယ်သမားတယောက်အနေနဲ့ back to back နှစ်နှစ်ဆက်တိုက်ပထမဆုံးရခဲ့တာဖြစ်ပြီးဒီရသည်မှာ Nottingham Forest ကကိုယ်သမား Matt Sill နဲ့ပူးတွဲရရှိခဲ့တာပါ။ ဒူရှန်ဗလာဟိုဗစ်ကအာစနယ်ကိုပြောင်းဖို့ဆန္ဒရှိကြောင်းထုတ်ပေါ်ဝန်ခံခဲ့ပြီးအေဂျင့်ဖြစ်သူကဆက်သွယ်ထားတယ်ဂျူဗန်တက်စ်ရဲ့အသက်25နှစ်အရွယ်ရှိတဲ့ဆာဗီယာတိုက်စစ်မှုကယာတီကုံမာစာချုပ်တစ်နှစ်ပဲကြံပြီးတော့ပြောင်းရွှေ့ခြင်းတန်း40လောက်နဲ့ခေါ်ခွင့်ရှိတဲ့အချိန်မြောက်လန်တန်ကလပ်ကိုသူကပြောင်းရွှေ့ခြင်းကြောင်းထုတ်ပေါ်ပြောကြားထားပြီးအာစနယ်ကတော့ဗလာဟိုဗစ်ဟာသူ့ရဲ့ third choice ဖြစ်တယ်လို့ဆိုပါတယ်အာစနယ်သင်းနေနဲ့အခုလောလောဆယ်အနေထားရ ဘန်ဂျမင်ဆက်စကိုနဲ့ဗစ်တာယူကရက်စတိုနှစ်ယောက်ကိုပဲအဓိကထားလိုက်နေသလိုတောင်မန်အတွက်နီကိုဝီလျံနဲ့ရူဒီကိုနှစ်ယောက်ကိုအဓိကပြစ်မှတ်ထားခေါ်ယူဖို့အာကစားဒရိုက်တာအန်ထရီယဘာထရာကကြိုးပမ်းနေတာပါ Tottenham Hotspur အသင်းကလည်းအသင်းကောင်းဆောင် Yuminson ကိုလမ်းခွဲမှာမဟုတ်ပဲစာချုပ်နောက်ဆုံးတစ်နှစ်အထိဆက်ထိန်းထားအောင်ပါပါ2026အထိစာချုပ်ရှိတဲ့အသင်းကောင်းဆောင် Yuminson က Spurs နဲ့လမ်းခွဲမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးမှ Spurs ကသူ့ကိုဆက်ထိန်းထားသွားမှာဖြစ်တယ် ထော်နန်ဟော့စပါက နီးပြ H ဖိုဆိုကိုဂရုကိုယာဒုကထုတ်ပေးဖို့ပြင်ဆင်ပြီးတော့အခြားနီးပြတွေကိုစတင်ဆက်သွယ်လေရှိတယ်။ Daily Mirror နဲ့ Daily Express ရဲ့အဆိုအရဘာစလိုနာနီးပြဟောင်းဂျာဗီဟန်န်ဒက်ဘုံမောင်ရဲ့အီရာဝိုလာ အပါဝင်ဖူဟန်ရဲ့မာကိုစေဗာနဲ့တဖက်မှာတော့ဘရန်ဖိုကာသိုမတ်စ်ဖရန်တို့အားလုံးကိုစိတ်ဝင်စားလေးရှိတာပါစပါတင်ကအခုလောလောဆယ်မှာသူတို့ရဲ့တိုက်စစ်ပိုင်းတွက် မန်ချက်စတာစီးတီးကရောင်းထုတ်ပွဲရှိတဲ့ဂျက်ဂရီလစ်အပါဝင်လီယွန်ရဲ့လူငယ်ကွင်းလက်စားမရိုင်ယန်ချီဂရီတို့နှစ်ယောက်ကိုလည်းဆက်သွဲထားပါတယ်။ကဗင်ဒရိုင်နာကတော့မနေ့ညကပဲမန်ချက်စတာစီးတီးရဲ့နောက်ဆုံးပွဲစဉ်ကိုကစားခဲ့ပြီးပေးသက်တွေကိုနှုတ်ဆက်သွားခဲ့သလိုနာပိုလီသင်းကိုပြောင်းရွှေ့ဖို့အနည်းဆက်ဆုံးဖြစ်နေပါပြီ။လာမယ့်တစ်ပတ်အတွင်းမှာပဲနာပိုလီကဒရိုင်နာကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မှာဖြစ်ကြောင်း ဒီမာစီယိုက အတည်ပြုထားပါတယ်။မန်စီးတီးကတကယ်လို့များဂျက်ဂရီလစ်ကိုရောင်းချရဲပြောင်းရွှေ့ခြင်းပေါင်း52တန်းနဲ့ တန်း90ကြာလူချင်းချောင်းတာဂက်ထားတယ်လို့ဖော်ပြထားပါတယ်။ချက်စီသင်ကတော့အခုလောလောဆယ်မှာအန်ဆိုဖနန်တက်စ်ဘောဘေကာလာမူကိုမဆိုလက်ခံစင်စားသွားမှာမဟုတ်ကြောင်းနဲ့တကယ်လို့အန်ဆိုကိုလူချင်းရင်ရီယယ်မက်ဒရစ်အနေနဲ့ယူရိုတန်း100ပေးရမယ်လို့ဆိုလိုက်ပါတယ်။ချက်စီသင်ရဲ့နီးပြအန်ဆိုမာရစ်စကာကတော့ချန်ပီယံလိဝင်ကွင်းကိုနှစ်နှစ်ဆက်တိုက်ပျောက်ဆုံးခဲ့ပြီးမှ သူတို့အသင်းပြန်လဲဝင်ဝင်ရတဲ့ပေါ်ကစားမတွေအားလုံးတွက်ရောဂုံယူမိတယ်လို့ဆိုလိုက်ပါတယ်။ချက်စီနေနဲ့ချန်ပီယံလိဝင်ခွင့်ရရှိခဲ့ပြီးနောက်သူတို့ရဲ့နောက်ခံလူဟောင်းမာဂီဟီကိုခရစ်စတယ်ဘဲလစ်ကပြန်ခေါ်มาပါ။ဒီကစားမကယာတီခိုမာစာချုပ်တစ်နှစ်ပဲကျန်တာဖြစ်ပြီး ပဲလစ်ကနေတန်း60နဲ့ခိုယူဖို့ကြိုးပမ်းနေတာဖြစ်တယ်။ဆောင်းတန်အသင်းကလည်းသူတို့ရဲ့နီးပြနေရာမှာပြင်သစ်ကအင်္ဂလိပ်လူငယ်နီးပြဝင်းစတီးလ်ကိုနီးပြအသစ်ဖြစ်ခန့်လိုက်ပါတယ်။လက်စတာစီးတီးကလည်းတန်းဆင်းသွားခဲ့ပြီးနောက်ရူပင်နစ်ရိုင်းကိုယာဒုကထုတ်ပေးခဲ့ပြီးတော့နီးပြအသစ်အစားထိုးလို့မှဖြစ်ပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားကစားတဲ့ပါအားလုံးကျေးဇူးတင်ပါတယ်။